တတုံညာနှစ်ခွန်စစ်စင်ရေးကြောင့်မြမပြည်တွင်းစစ်ရဲ့အချိန်မြင့်လာပြီးစစ်ကောင်စီဟာမြို့တွေနယ်မြေတွေများစွာဆွန့်လွတ်ခဲ့ရလို့ခံစစ်ကိုအဓိကထားတိုက်နေရပါတယ်။ဒါပေမဲ့2024ကစပြီးစစ်ကောင်စီဟာခံစစ်အသေးထက်လှုပ်ရှားခံစစ် ပြန်လန်ထိုးစစ်ကြီးငယ်တွေကိုမြမပြည်အနှံ့ပြုတ်လုလာတာတွေ့ရပါတယ်စစ်ကောင်စီဟာမန်စီမြို့ကတိုင်ရင်သုံးရင်လက်လွတ်ရပြီးဗမော်မှာစကခ21ကိုမဟုတ်ပြုတ်ပူပေါင်းခံစစ်ဆင်ပါတယ်ဒရုန်းနဲ့လေကြောင်းပစ်ကူအများပြားသုံးပြန်လန်ထိုးစစ်ဆင်ပြီးခုခံစစ်အရှင်ကိုအသုံးပြုတာတွေ့ရပါတယ်မိုးညင်းဟိုပင်ဖားကဝိုင်းမော် မြစ်ဆုံတံပရဲတနိုင်းဒေသတွေမှာစစ်တပ်ကစစ်ကြောင်းငယ်တွေနဲ့တိုက်စစ်စင်တာတွေ့ရပေမဲ့တနိုင်းက KIA စခန်းငယ်တစ်ခုကိုပဲသိမ့်ပိုက်နိုင်တာ တွေ့ရပြီးကြံဒေသတွေမှာထူးထူးခြားခြားလှုပ်ဆောင်နိုင်တာမတွေ့ရပါဘူးကောလင်းမြို့ကိုစစ်တပ်ကပြန်လည်သိမ့်ပိုက်နိုင်ခဲ့ပေမဲ့ပင်လယ်ဘူးကိုပြန်လည်လက်လွတ်လိုက်ရပါတယ်အင်းတော်မှာ ဂျပန်လှိုင်ကူတနေရာတဲ့ခံစစ်ဆင်နေပေမဲ့ကာကင်းစခန်းတွေကြာရင်တော့ပြန်ထိုးစစ်ဆင်ပါတယ်။ထီးချိန်မှာတော်လိုင်းတပ်တွေဘက်ကနားထားလို့စစ်တပ်အနေချောင်းနေပေမဲ့လည်းပြန်လန်ထိုးစစ်မဆင်နိုင်ပါဘူး။ဘုဒလင်ဒီပဲရင်ဝက်လက်6ဦးတို့မှာစစ်တပ်ကစစ်ကြောင်းထိုးလှုပ်ရှားနေပေမဲ့လမ်းဖြတ်တိုက်ပွဲတွေမှာတင် ခြေမုတ်ခံနေရပါတယ်။တမူးအထက်ပိုင်းကလေးအောက်ပိုင်းဖောင်းပြင်ဒေသတွေမှာလည်း တော်လိုင်းအင်အားစုတွေရဲ့စခန်းသိမ်းတိုက်ပွဲ တွေပဲရှိနေပြီးမုံရွာမြို့ဘောဒီတထောင်ဖျားနာက တာဝတိုင်းစခန်းတောင်သိမ်းပိုက်ခံရပါတယ်မရယာအထက်ပိုင်းစင်ကူးတပိတ်ချင်းတကောင်းမဘိန်းမိုးမိတ်မိုးကုတ်တို့ကိုတော်လိုင်းတပ်တွေသိမ်းထားပေမဲ့တပိတ်ချင်းမှာတပ်စခန်းကြီး၃ခုနဲ့စစ်စေးရုံတစ်ခုကျန်ခဲ့ပါတယ်ဒီတပ်တွေကို စစ်ကောင်စီကလေကြောင်းထောက်ပို့ပြီးပြန်လည်ထိုးစစ်ဆင်လို့တွင်းငယ်ကိုပြန်ထိန်းချုပ်နိုင်လိုက်ပြီးဘိုးဘကိုထိုးစစ်ဆင်ဖို့ပြင်ဆင်နေပါတယ်စစ်တပ်ဟာမန္တလေး PDF တွေထိန်းချုပ်ထားတဲ့မတရားအနောက်ချမ်းအေယာဝတီမြေရိုးတလျှောက်ကိုထိုးစစ်ဆင်နေတယ်လို့ယခုအခါမှာမတရားအရှိမျောက်တကြောပါထိုးစစ်ဆင်နေလို့နေ့စဉ်တိုက်ပွဲပြင်းထန်နေပါတယ်မန္တလေးတောင်ဘက်မြင်းကြံနယ်မှာမြင်းကြံပကံကားလမ်းကိုပဲစစ်တပ်ထိန်းချုပ်နိုင်ပြီးမြင်းကြံအရှိချမ်း နထိုးကြီးတောင်သာဝဲလောင်တို့ကိုမထိန်ချုပ်နိုင်တော့လို့စစ်တပ်နဲ့ပြူစောဒီပူပေါင်းထိုးစစ်ဆင်နေပေမဲ့ဖြတ်တောက်ချေမုန်းခံနေရတယ်လို့စစ်တပ်စစ်ကြောင်းတွေထင်တိုင်းမပေါက်ဘူးဖြစ်နေပါတယ် TNL တန်းက2024မှာတောင်ခန်းအမြောက်တပ်ရင်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့စစ်တပ်ကအင်အားဖြည့်ပြီးပြန်လည်ထိုးစစ်ဆင်ခဲ့လို့ရှစ်လအကြာမှာ အမတဌာနချုပ်တွေကိုပြန်လည်သိမ့်ပိုင်နိုင်တာတွေ့ရပါတယ်စစ်တပ်ကတောင်ခန်းကိုပြန်သိမ့်ပြီးတဲ့နောက်တောင်ခန်းအရှေ့မြောက်ရွှေမုတ်တော်အထိစစ်နယ်ချဲ့လာပါတယ်စစ်တပ်အတွက်တောင်ခန်းမှာတပ်တွေစုဖွဲ့ဖို့နေရာရသွားလို့ TNL အနေနဲ့သတိပြုရမယ့်စစ်မျက်နှာဖြစ်ပါတယ်စစ်တပ်ဟာပအိုးအမျိုးသားအဖွဲ့ချုပ် PNO ပြည်သူ့စစ်နယ်ပူးပေါင်းပြီး ထမဆင့်မြန်တာပင်လောင်းကိုအခြေပြုလို့ဖဲခုံကတစ်စစ်မိုးပြဲကိုထိုးစစ်ဆင်းနေပါတယ်ဒုတိယဆင့်မြန်တာစီဆိုင်မှာလဲ PNO ပြည်သူစစ်နဲ့ပေါင်းပြီးလွယ်လင်လေးကနေလွိုက်ကော်ကိုထောက်ပို့လမ်းကြောင်းဖွင့်ထားသလိုပအိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်တွေကိုမင်းနေတောင်နဲ့မောက်မဲဒေသတွေအထိလိုက်လံထိုးစစ်ဆင်တာတွေ့ရပါတယ်အမျိုးကြသွားပြီးတဲ့နောက် အရခတတ်တော်အေအေနဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ဗဒန်းနာအထိရောက်လာလို့စစ်တပ်ဟာခံစစ်ပြင်ခုခံနေပေမဲ့ပြန်လှန်ထိုးစစ်ဆင်နိုင်တာမရှိပါဘူး။အန်းနဲ့နေရီကန်ကစုပ်ပြေးလာတဲ့စစ်တပ်ကိုလည်းတော်လိုင်းရေးတပ်ဖွဲ့တွေဖြတ်တောက်ချေမုန်းနေတာတွေ့ရပါတယ်။ဒါပေမဲ့ပခုတ်ကူမင်းဘူးတရက်ခရိုင်တွေမှာစစ်တပ်ကစစ်စင်ရေးအသေးစားတွေလုတ်တာတွေ့ရပေမဲ့ဒေသခံတပ်ဖွဲ့တွေကပျောက်ကြားစနစ်နဲ့ပြန်တိုက်နေပြီး သူတို့ရဲ့ဌာနချုပ်တွေကလည်းရွှေပြောင်းရ လွယ်ကူလို့ထိခိုက်မှုမကြီးမားပါဘူးဒီဒေတာမှာစစ်တပ်ဟာထိုးစစ်ဆိုတာထက်ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစတွေလုံခြုံရေးအတွက်ရှေ့ထွက်လှုပ်ရှားခံစစ်ဆင်တယ်လို့ဆိုရမှာပါချင်းပြည်နယ်အများစုကိုတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားပြီးဟာခထန်တလန်တီးတိမ်မှာပဲစစ်တပ်အခြေပြု နိုင်ပါတယ်ဖလန်းကို ချင်းတပ်ဖွဲ့တွေတိုက်ခိုက်နေပြီးတိုင်ရင်ဌာနချုပ်တခုကလွဲရင်ကြံနေရာတွေထိမ့်ချုပ်ထားပါပြီထန်တလန်မှာလဲစစ်တပ်ကပြန်လဲထိုးစစ်ဆင်နေပေမဲ့ဗားတပြန်ကြားတပြန်ဖြစ်နေပါတယ်စစ်တွေကြောက်ဖြူမန်းအောင်က လွဲရင်ကြံဒေသတွေကိုအေးအေးထိမ့်ချုပ်ထားပြီးစစ်တပ်ကပြန်လန်ထိုးစစ်မဆင်နိုင်ပါဘူးအခုချိန်မှာစစ်တွေနဲ့ကြောက်ဖြူကိုတော့ အေအေကထိုးစစ်ဆင်တိုက်ခိုက်မှုစတင်လာပြီးစစ်ကောင်စီတပ်ကလှုပ်ရှားခံစစ်ပဲရှိပါတယ်။ပြည်မဘက်မှာလည်းအေအေထိုးစစ်ဆင်နေတဲ့မကွေးရဲ့မင်းဘူးပဒန်းနတ်ရီကန်ပဲခူးရဲ့ပဒေါင်းအုတ်ရှိပင်ညောင်ကျိုးတို့မှာစစ်တပ်ကပြန်လှန်ထိုးစစ်မဆင်နိုင်သလိုအေယာဝဒီရဲ့ပသိမ်းတာပေါင်းတို့အနာကအေအေပူပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နေရာတွေကို ပြန်လည်ထိုးစစ်ဆင်တယ်လို့ကြားရပေမဲ့အတိမပြုတ်နိုင်ပါဘူး။ စစ်တပ်ဟာစီဆိုင်လွယ်လင်လေးလမ်းကြောင်းကနေပြန်လည်ထိုးစစ်ဆင်ပြီးရိုက်ကော်မြို့နယ်အများစုကိုပြန်ထိမ့်ချုပ်နိုင်ခဲ့ပါတယ်။ကရင်ပြည်အင်အားစုတွေဟာလက်နက်ခဲယမ်းမလုံလောက်လို့စုတ်ခွာပေးလိုက်ရတာပါ။ယခုကစစ်တပ်ကပင်လောင်းကိုချုပ်ကင်ထားပြီးဖဲခုံကတစ်စစ်ဘိုးပြက်ကို ထိုးစစ်ဆင်နေပါတယ်။စစ်တပ်ရဲ့ထိုးစစ်ကြောင့်နှစ်ဖက်အကြအဆုံများနေပြီးကရင်ပြည်တပ်တွေကလည်းခုခံနိုင်ပါသေးတယ်။ဒါပေမဲ့ဖားဆောင်ဘောလခဲဖရူဆို ဒီမော့ဆိုဘက်မှာတော့စစ်တပ်အနေနဲ့ခံစစ်အသေးနဲ့ပဲခုခံနေရတာပါ2024တုန်းကစစ်တပ်ဟာတပ်မ55ကိုအဓိကအားပြုပြီးအင်အားထောင်ချီပါတဲ့စစ်စင်ရေးကြီးကို အောင်စီရအမည်နဲ့ထိုးစစ်ဆင်ပါတယ်ဒီထိုးစစ်ဟာတနှစ်ပြည့်ကနေပြီမဲ့ဒေါနတောင်ကြီးမှာအကြအဆုံးများစွာနဲ့အခြေအနေစိုးနေပါတယ်အင်အားထပ်ဖြစ်ပြီးဆက်လက်ထိုးစစ်ဆင်နေပြီမဲ့လည်း လှုပ်ရှားခံစစ်လိုတော့ပြန်လဲထိုးစင်မစင်နိုင်ပဲခံစစ်အသေးနဲ့ပဲခုခံနေရတာပါတော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ပျောက်ကြားလှုပ်ရှားမှုတွေပုံမှန်ရှိပြီးစစ်တပ်ရဲ့စစ်ကြောင်းတွေလည်းပုံမှန်ရှိနေပါတယ်တော်လိုင်းရေးတပ်ဖွဲ့တွေဟာနေရာယူပြီးစစ်စင်နှွဲတာမဟုတ်တဲ့အပြင်ဌာနချုပ်တွေကလည်းပြောင်းရွှေ့ရလွယ်ကူလို့စစ်တပ်ကချိန်မုံနိုင်ခြင်းမရှိပါဘူးစစ်တပ်ဟာ ပဲဘကိုးတနင်းသာရီသာမကစကိုင်းမန္တလေးမကွေးတိုင်းတို့မှာလဲဖြတ်လေးပြတ်လုတ်ပြီးထိုးစစ်ဆင်နေတာမရှိပဲလေချောင်းအာကုနဲ့တချောင်းထိုးစစ်ဆင်ရေးပြုတ်လုတ်တယ်လို့တော်လိုင်းတက်ဖွဲ့တွေထက်အရက်သားတွေကိုဥတီတက်ခိုက်နေတာတွေ့ရပါတယ်စစ်ကောင်စီဟာ တနိုင်ငံလုံးမှာ ကောလင်းစီဆိုင်တွင်းငယ်နဲ့တောင်ခန်းတို့ကိုပဲ ပြန်လဲရယူထားနိုင်ပါတယ်ဒါကိုပဲ အကြီးကျယ်ဝါဒဖြန့်နေပေမဲ့သူတို့ပြန်ရထားတဲ့နယ်မြေတွေဟာတော်လိုင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတာရဲ့တစ်ရာဂိုင်းနှုံးတောင်မရှိပါဘူးသူတို့ပြန်သိမ်းပိုက်ထားတဲ့နေရာတွေကိုတော့တော်လိုင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားပါတယ်အချုပ်ဆိုရရင်စစ်တပ်ဟာ2024 2025မှာလှုပ်ရှားခံစစ်ပြန်လည်ထိုးစစ်တွေလုပ်ခဲ့ပေမဲ့ပြောပလောက်တဲ့အောင်မြင်မှုမရှိသေးပါဘူးဒါပေမဲ့တော်လိုင်းရေးတပ်တွေအနေနဲ့ စစ်တပ်ရဲ့ drone စစ်တပ်လေဒီနဲ့ဤပညာမြင့်လက်နက်တွေသုံးဆွဲတာကိုအလေးထားဖို့လိုပြီးပြန်လည်ရင်ဆိုင်ရမယ့်နီလန်းတွေစဉ်စားပြင်ဆင်ထားဖို့လိုအပ်ပါတယ်